င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကတော့ lambda function အကြောင်းပဲဖြစ်ပါတယ် lambda function ကိုကျွန်တော် anonymous function လို့လည်းခေါ်ပါတယ်သူ့ရဲ့အာအာအသာချက်အနိုင်ချက်တွေကိုကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် lambda function ကသူ့ရဲ့အသာချက်ကတော့ no တချောင်းနဲ့ကျွန်တော်တို့ function ကို no ရေးသားနိုင်ပါတယ်တော့တိုး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 ရေးသားခြင်းတဲ့အခါမှာ lambda function ကိုအသုံးပြုလို့ရပါတယ်အဲ no ပုံမှန် function တွေဖြစ်တဲ့ no that ဖန်ရှင်တိဆောက်ချင်းတင်ကြီးမကီးဝတ်ဖြစ်တဲ့တက်ဟို return keyword တွေကိုကျွန်တော်ရေးလျာမလုပ်ပါဘူးဟုတ်ပြီနော်သူ့ရဲ့ထူးခြားပုံတွေတော့သိအောင်နော်ကြည်လိုက်အောင်နော်ဒါလေးကတော့ပုံမှန်ရေးထားတဲ့ဖန်ရှင်မျိုးစားပဲဖြစ်ပါတယ်ဖန်ရှင်မျိုးစားကကျွန်တော်တို့ mindset ပါရမီတာနှစ်ခုရှိတယ်ရထားတဲ့ပါရမီတာနှစ်ခုကိုပေါင်းပြီးတော့အဖြေထုတ်တာ ရတန်းပေးထားတဲ့အတွက်ဖန်ရှင်ခေါ်တဲ့အခါမှာ no variable ပေးလို့ရတယ်။အဲ့ variable အဲကရတန်းပေးထားတဲ့တန်မိုးဝင်သွားမှာဖြစ်တယ်။ပြီးရင် print ထုတ်လိုက်မယ်။ဟုတ်ပြီ no ဒီ program လေးကို no run ကြည့်လိုက်အောင်။ program လေးနာမည်က no example 20နဲ့ဖြစ်ပါ။ဟုတ်ပြီ no ပိုင်းသုံးဆိုပြီး no ရေးလိုက်မယ်ပိုင်း။ပိုင်းသုံး example အဲ့ဒါမှနတ်နတ်နဲ့တော့ပြီးသွားရင်တော့ကျွန်တော်ရေးလိုက်အမှဆိုတော့ဆက်တယ်ဖြစ်ပါဟုတ်ပြီလမ်မရာဖန်ရှင်လေးကိုအသုံးပြုကြအောင်လမ်မရာဖန်ရှင်လေးကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ကဒီသူ့ရထူးခြားချက်ကတော့ဖန်ရှင်နာမည်ကိုကျွန်တော်တို့ကဒီနားလေးမှာဒီလမ်မရာဖန်ရှင်ညီမြချင်းပေးမှာကြိုက်လို့ရေးလို့ရပါဟုတ်ပြီကျွန်တော်ကလည်း mind sense mind sense ဆိုပြီးတော့ no mind sense ဆို mind sense 2ဆိုပြီးတော့ no ပေးလိုက်မယ် ပြီးတော့ညင်ညာချင်းရေးမယ်အဲ့ဒါကတော့တော့နံပါတ်ဖန်ရှင်နဲ့ရေးရင်ဒီနားလေးကဖန်ရှင်နံပါတ်လိုမျိုးဖြစ်သွားပါပြီးတော့ကျွန်တော်လံပါတ်ရေးမယ် alien vda လံပါတ်ရေးမယ်လံပါတ်ရေးလိုက်ရေးပြီးသွားပြီဆိုရင်တော့ဒီပုံစံအတိုင်းရေးကျင်တဲ့အတွက်ပါရာမီတာဘယ်နားလေးမှရေးရမှာလဲဆိုလံပါတ်နားလေးမှရေးရမှာတော့ဒီနားလေးမှ a b ဆိုပြီးရေးလိုက်ဆိုလိုချင်တာကတော့ဒီ ဒီ A နဲ့ B เนี่ยပါရာမီတာလေးတွေပါပါရာမီတာလေးပါပြီးသွားရင်တော့ return ပြောင်းရင်လည်းခဏန်းတော့ရေးမှာ return ပြောင်းရင်လည်းခဏန်း A အပေါင်း B လို့ရေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒါဆိုရင် lambda function တိဆောက်ပြီးသွားပါတယ်ဒီမှာဆိုရင် lambda function နာမည်ကဘာဖြစ်သွားမလဲ -2 ဆိုပြီးတော့ဖြစ်သွားမှာဟုတ်ပြီ no pin ဒီ print ဆိုပြီးတော့ရေးကြည့်လိုက်မယ်အဲဒီမှာကျွန်တော်တို့ -2 ကိုပြန်ခေါ်မယ်ဆိုရင် no ans လို့ပြေးလိုက်မယ်ပြီးသွားရင် b လမ်ရာဖန်ရှင်နာမည်ကမိုင်းဆန်2မိုင်းဆန်2နေရာမှာကျွန်တော်30အဲ3လို့ရေးလိုက်ပြီဆိုရင်ဒါဆိုရင်30နဲ့3နဲ့ပေါင်းသွားမှာဖြစ်ပါတယ်ဆိုလိုချင်တာက30အဲအေးဝင်သွားမယ်3က3နေရာမှာအာဘီနေရာမှာ3ဝင်သွားမယ်ပြီးသွားရင်အိနဲ့ဘီနဲ့ပေါင်းတာဒီနားလေးကအာဂူမန့်ဒီနားလေးကအာဂူမန့်သုံးဖို့ပါရာမီတာဒီနားလေးကကျွန်တော် return ပြန်ထားတဲ့ အဲတန်ဖိုးလေးတွေဖြစ်ပါ expression လေးဖြစ်ပါဟုတ်ပြီနော်အဲဆိုရရှိလာတဲ့အဖြေကို ans ကိုကျွန်တော် ans ဆိုပြီးတော့ထုတ်လိုက်မယ်ဆိုရင်33နော်33နဲ့ပေါင်းရင်73ရလားနော်မှန်ပါလေဟုတ်ကျွန်တော်နောက်တစ်ခုအနေနဲ့တွက်ချင်တာကတော့နော်ပုံမှန်တွက်နေကြပုံစံလေးတိုင်းပါပဲနော်ခဏနှလုံးဝင်မယ်အဲ့ခဏနှလုံးနဲ့အကြီးဆုံးခဏကိုလိုချင်တာဖြစ်ပါ ။အဲ့မှာဆိုရင်ကျွန်တော်တို့ပုံမှန်ရေးနေရာအတိုင်းပဲပုံမှန်ရေးနေကြ fashion မျိုးစားတိုင်းရေးထားတယ်။ return လေးကိုတုံးထားတယ်။ဒီမှာဆိုရင်တော့ return သုံးထားတဲ့အတွက်တော့ဒီတန်မိုးကခဏတန်းထွက်လာမှာပါဒီမှာဆိုရင်ကျွန်တော်၄နဲ့၅ဆိုတော့အကြီးဆုံးခဏကဘာဖြစ်မလဲဆိုရင်၅ဖြစ်မှာပါတော့ run လိုက်တဲ့ခါမှာတော့ match number 5ပါဒီပုံလေးတွေကတော့တော့အပေါ်ကရေးထားတဲ့ဟာလေးဖြစ်နေလို့ပိတ်လိုက်ပါမယ် ဟုတ်ပြီနော်ပြန်လွှမ်းကြည့်လိုက်မယ်။နော်မဆီမန်၅၅ဖြစ်နေပါ။ဟုတ်ပြီနော်ဒါဆိုရင်ဒီပုံစံကိုကျွန်တော်လမ်မရာဖန်ရှင်သုံးပြီးဘယ်လိုရေးနိုင်မလဲဆိုတာနော်ကြည့်ကြည့်လိုက်ရအောင်။ဒီဖန်ရှင်ပုံစံရေးထားတဲ့အတိုင်းနော်လမ်မရာဖန်ရှင်ဟုတ်ပြီကျွန်တော်လမ်မရာဖန်ရှင်ဖြစ်တဲ့အတွက်ကျွန်တော်ကလည်းဒီဖန်ရှင်နာမည်ပေးမယ်။ map number 2ဆိုပြီးတော့ရေးလိုက်မယ်။ရေးပြီးတော့ကျွန်တော်လမ်မရာအနေနဲ့ BDA lambda လို့ရေးမှာပါရာမီတာဘယ်နှခုရှိလဲ၊နှစ်ခုရှိတယ်ကျွန်တော် 8y ဆိုပြီးတော့ပေးလိုက်မယ်။ ပြေးပြီးသွားကျွန်တော်တို့ကဘာရေးမှလဲဒီနေရာမှာကျွန်တော်တို့ကလမ်းမလားဖန်ရှင်တရားနဲ့ရေးရမှာဖြစ်ဖြစ်တဲ့အတွက်တန်နရီအော်ပရေတာနဲ့တော့တွဲပြီးတော့ရေးမှာဖြစ်မှာတန်နရီအော်ပရေတာဒါဒါတန်နရီအော်ပရေတာကြောင့်တော့ဆွေးနွေးထားပါလေတော့အောက်မှာလည်းလင့်ထည့်ပေးပါမယ်ဟုတ်ပြီတော့အဲ့ဒါဆိုရင်အရင်ဆုံးအိတ်ကဘယ်ချိန်နေမှာဖြစ်မလဲအိတ်ကကျွန်တော်ဘယ်ချိန်နေမှာဖြစ်မလဲဆိုရင်အိတ်လို့ရေးလိုက်မယ်ပရင်ထွက်ချင်တာရတန်း ပြန်ပေးဘယ်တန်မိုးပြန်ပေးခြင်းလဲဆိုအဲ့တန်မိုးပြန်ပေးခြင်းလဲဘယ်ချိန်နေမှာပေးခြင်းလဲဆိုရင်အဲ့ကဝိုင်းကကြီးနေတဲ့အချိန်နေမှာပေးခြင်းလဲအဲဒီလုံမမဟုတ်ဘူးဆိုရင်ဘယ်ဘသူ့ကိုပေးခြင်းလဲဆိုရင်ဝိုင်းကိုပေးခြင်းပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကရေးမှာဖြစ်ပါပဲဟုတ်ပြီဒါဆိုရင်တော့ no print ထုတ်ကြည့်လိုက်အောင်တော့ဒီဒီဟာတန်မိုးလေးပေးရင် ans လို့ပေးလိုက်မယ်ပြီးသွားရင် function number က mat number 2ဆိုပြီးတော့ပေးလိုက်မယ် ရေးချင်တာ minus 1ရယ် minus 100ရယ်ဆိုရင် minus 1ကကြီးတာပါအဲ့ဒါဆိုနောက်ဆုံးမှမှကျွန်တော် print ထုတ်လိုက်မယ် my answer a n s w e r answer equal to ကျွန်တော် a n s လို့ရေးလိုက်မယ်ဆိုရင်အဖြေထုတ်လိုက်မယ်ဆိုရင်တော့ a n s minus 1ထွက်ပါဟုတ်ပါပြီ minus 100နဲ့ minus 1ကတော့ minus 1ကကြီးတာဖြစ်လို့ပါဒီမှာဆိုရင်ကျွန်တော်တို့က ternary operator ကိုသုံးပြီးတော့ကျွန်တော်တို့ကရေးသားဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးနေတာတော့ဒီနေ့ကတော့အလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ